ဝင်ခဲ့တဲ့နှစ်ပေါင်း9000ကနေယခုအချိန်ထိလွတ်လပ်ရေးအတွက်ရုန်းကန်နေရဆဲဖြစ်တဲ့ထိုင်ဝမ်ထိုင်ဝမ်ဟာဘာလို့ကမ္ဘာ့ဇက်ခုံပေါ်မှာအရေးပါတဲ့ကျွန်းဖြစ်နေရတာလဲ One China Policy အရရှီဂျင်ဖင်ကထိုင်ဝမ်ကိုတကယ်ပဲသိမ်းယူတော့ပါလားအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဗီဒီယိုလေးမှာတော့ထိုင်ဝမ်တမိုင်းအစကနေလက်ရှိအချိန်ထိကိုအတက်နိုင်ဆုံးလုံရင်းတူရှင်ပြောပြပေးသွားမှာဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းလေးကိုလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ခန့်ကပထမဆုံးလူသားတွေရောက်ရှိနေထိုင်ခဲ့ကြပါတယ် တို့ကရှေ့တောင်အာရှကနေရောက်ရှိလာပြီးကြောက်ခင်ရင်ကျင်းမှုတွေကိုစတင်တည်ထောင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ Australian လူမျိုးတွေရောက်ရှိလာပြီးထိုင်ဝမ်ရဲ့မူရင်းတိုင်းရင်းသားတွေဖြစ်လာခဲ့ကြပါတယ်။တို့ကဘာသာစကားနဲ့ယဉ်ကျေးမှုအများအပြားကွဲပြားတဲ့လူမျိုးစုတွေဖြစ်ပြီးယနေ့အချိန်ထိလည်းထိုင်ဝမ်လူမျိုးရဲ့နေရာတိုင်းလုံးလောက်ထိရှိနေပါသေးတယ်။ My tribe is Ufong Xinzhu Shan, Xinzhu Ufong Shan. ဇလီယာစုနောက်ပိုင်းမှာတော့တရုတ်ကုန်တယ်တွေနဲ့တငါတယ်တွေဟာထိုင်ဝမ်ကိုရောက်ရှိလာခဲ့ကြပြီမြဲအမြဲတမ်းအခြေချနေထိုင်တာမျိုးတော့မရှိခဲ့ကြပါဘူး။16ရာစုမှာတော့ပေါ်တူဂီသင်္ဘောသားတွေဟာထိုင်ဝမ်ကိုတွေ့ရှိခဲ့ပြီးအီဟာဖော်မိုဆာလို့အမည်ပေးခဲ့ကြပါတယ်။အတိဘယ်ကတော့မျက်စိကျစရာကောင်းတဲ့ကျွန်းလေးရမ်းလှပတဲ့ကျွန်းလေးလို့အတိဘယ်ရပါတယ်။ 1624ခုနှစ်မှာတော့ဒတ်ရှစ်အိန္ဒိယကုမ္ပဏီဟာအနောက်တောင်ပိုင်းထိုင်ဝမ်မှာအခြေချပြီးအန်ဖင်မှာဇီလန်ဒီးယားခံတပ်ကိုတည်ဆောက်ခဲ့ပါတယ်။သူတို့ဟာကုန်သွယ်ရေးစခန်းတစ်ခုတည်ထောင်ပြီးကျန်းစာခင်းတွေကိုအဓိကလုပ်ကိုင်ခဲ့ပါတယ်။ဒေသခံတိုင်းရင်းသားတွေနဲ့လည်းပလီပခတွေလည်းမကြာခဏဖြစ်ပွားခဲ့ပါတယ်။1626ခုနှစ်မှာတော့စပိန်တွေဟာမြောက်ပိုင်းထိုင်ဝမ်မှာခြေချပြီးစန်တီစီမာခံတပ်ကိုတည်ဆောက်ခဲ့ပါတယ်။ သူတို့ဟာကက်သလစ်ဘာသာကိုပြန်ပွားဖို့ကြိုးစားခဲ့ပေမဲ့1642ခုနှစ်မှာတော့ဓာတ်တို့ရဲ့ဖိအားပေးမှုကြောင့်ဆုတ်ခွာခဲ့ရပါတယ်1662ခုနှစ်မှာတော့မင်းမင်းသက်ကိုတစ္ဆာခံခဲ့တဲ့ကျန်းချန်ကုန်းခေါ်ကောစင်က သူ့ရဲ့စစ်တပ်ကိုဦးဆောင်ပြီးဓာတ်တွေကိုတိုက်ထုတ်ခဲ့ပါတယ်သူဟာထိုင်ဝမ်နိုင်ငံမှာကင်တာအော့တူနင်းနိုင်ငံကိုတည်ထောင်ခဲ့ပြီးတရုတ်ရင်ကျင်းမှုလိုပြန်လည်ထွန်းကားစေဖို့ကြိုးစားခဲ့ပါတယ် ခေါ်စင်ကထိုင်ဝမ်ကိုခြေချနေထိုင်သူတွေအတွက်အုပ်ချုပ်ရေးစနစ်နဲ့စိုက်ပျိုးရေးကိုမြင့်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့1662ခုအသက်39နှစ်အရွယ်မှာကွယ်လွန်ခဲ့ရပါတယ်။သူ့ရဲ့အုပ်ချုပ်မှုကိုသူ့ရဲ့သားတော်ကျန်းကျန်ချင်းကဆက်လက်တောင်းယူခဲ့ပါတယ်။1683ခုနှစ်မှာတော့ချင်းမင်းဆက်ဟာခေါ်စင်ကရဲ့မိတော်ကျန်းခဲရွှန်းကိုနိုင်ယူပြီးထိုင်ဝမ်ကိုသူ့ရဲ့အင်ပါယာတွေကိုတည်သွင်းခဲ့ပါတယ်။ထိုင်ဝမ်ဟာဖူးကျက်ပြည်နယ်ရဲ့လက်အောက်ခံနေမျိုးတစ်ခုဖြစ်လာခဲ့ပါတယ်။ ချင်းမင်းသားရဲ့အုပ်ချုပ်မှုအောက်မှာတော့တရုတ်ပြည်မှာကြီးကနေဟန်လူမျိုးတွေအများအပြားထိုင်ဝမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ဒါဟာထိုင်ဝမ်ရဲ့လူဦးရေနဲ့ယဉ်ကျေးမှုအသွင်ပြင်ကိုတိတိတတ်တာကြီးပြောင်းလဲလာစေခဲ့ပါတယ်။ချင်းမင်းသားရဲ့အုပ်ချုပ်မှုကိုမကျေနပ်တဲ့ဒေသခံတွေရဲ့ပုံကံမှုဟာလည်းမကြာခဏဆိုသလိုဖြစ်ပွားခဲ့ပါတယ်။ဒီလိုနဲ့ချင်းမင်းသားဟာနှစ်ပေါင်း200ကျော်တိုင်အောင်ထိုင်ဝမ်ကျွန်းလေးကိုအုပ်ချုပ်ခဲ့ပါတယ်။ 1895ခုနှစ်မှာတော့ပထမတရုတ်ဂျပန်စစ်ပွဲမှာချင်းမင်းဆက်ရှုံးနိမ့်ခဲ့ပြီးရှီမိုနိုစကီစာချုပ်အရထိုင်ဝမ်နဲ့ပင်လယ်ပြင်ကျွန်းစု Peace ကဒေါ်တတ်တို့ကိုဂျပန်ကိုပြည့်ရခဲ့ရပါတယ်။ဂျပန်ထိုင်ဝမ်ကိုကိုလိုနီနယ်မြေတစ်ခုအဖြစ်အုပ်ချုပ်ခဲ့ပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစက်မှုလုပ်ငန်းတည်ထောင်မှုနဲ့အခြေခံအဆောက်အဦတိုးတက်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ပညာရေးစနစ်ကိုလည်းဂျပန်ပုံစံအနေနဲ့ပြောင်းလဲခဲ့ပါတယ်။ ဂျပန်ရဲ့အုပ်ချုပ်မှုကိုမကျင့်တဲ့ထိုင်ဝမ်လူမျိုးတွေဟာယဉ်ကျေးမှုခုခံမှုနဲ့လက်နက်ကင်တော်လှန်မှုများကိုလုပ်ခဲ့ပါတယ်။1945ခုနှစ်မှာတော့ဂျပန်တို့ဒုတိယကမ္ဘာစစ်မှာရှုံးနိမ်ပြီးနောက်ထိုင်ဝမ်ကိုတရုတ်တမရနိုင်ငံ AOC ရဲ့အုပ်ချုပ်မှုအောက်ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ချန်ကီရှေးဥဆောင်မှုနဲ့ကွန်မန်တာပါတီဟာထိုင်ဝမ်ကိုအုပ်ချုပ်ခဲ့ပါတယ်။1946ခုနှစ်မှာတော့တရုတ်ပြည်တွင်းစစ်မှာချန်ကီရှေးဥဆောင်တဲ့ကွန်မန်တာတပ်တွေနဲ့ မော်စီတုံဦးဆောင်တဲ့ community တပ်တွေကိုရှုံးနိမ့်ပြီးနောက်ချန်ကီရှင်းတဲ့ AOC အစိုးရထမ်းဝမ်ကိုထွက်ပြေးဆုတ်ခွာခဲ့ရပါတယ်။ထိုင်းပြည်မျိုးဟာယာယီမျိုးတော်ဖြစ်လာခဲ့ပြီး AOC ဟာတရုတ်နိုင်ငံတစ်ခုလုံးရဲ့တရားဝင်အစိုးရဖြစ်တယ်လို့ဆက်လက်တောင်းဆိုခဲ့ပါတယ်။ထိုင်းဝမ်မှာကွန်မတီအစိုးရဟာအာဏာကိုတင်းတင်းကြပ်ကြပ်ဆုတ်ကင်ခဲ့ပြီးနှစ်ပေါင်းများစွာဆေးအုပ်ချုပ်ရေးကိုကျင့်သုံးခဲ့ပါတယ်။ ဒီကာလအတွင်းမှာနိုင်ငံရေးအတိုက်ခံတွေကိုဖမ်းဆီးခြင်းညှဉ်းပန်းနှိပ်စက်ခြင်းနဲ့တပ်ဖြတ်ခြင်းတွေပါဝင်တဲ့ White Terror လို့ခေါ်တဲ့အဖြူရောင်ကြမ်းဖက်မှုလည်းဖြစ်ပွားခဲ့ပါတယ်1960နဲ့1980ခုနှစ်မှာတော့ထိုင်ဝမ်ဟာအမကန်စီဝါရေးဖွံ့ဖြိုးတိုးတက်မှုကိုရရှိခဲ့ပြီးအာရှကြားလေးကောင်တွေကတနိုင်ငံဖြစ်လာခဲ့ပါတယ်စက်မှုလုပ်ငန်းတွေတိုးတက်လာပြီးကုန်သွယ်ရေးဟာအဓိကစီးပွားရေးအင်ဂျင်တစ်ခုဖြစ်လာခဲ့ပါတယ်1989ခုနှစ်မှာတော့ထိုင်ဝမ်ဟာတဖြည်းဖြည်းနဲ့ဒီမိုကရေစီစနစ်ကိုကူးပြောင်းလာခဲ့ပါတယ် 1989ခုနှစ်မှာတော့ဆေးဟုတ်ချုပ်ရေးကိုတရားဝင်ရုပ်သိမ်းခဲ့ပြီးလွတ်လပ်စွာရွေးကောက်ပွဲတွေကျင်းပနိုင်ခဲ့ပါတယ်။1996ခုနှစ်မှာတော့ပထမဆုံးဓာတ်ရိုက်သမရရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ထိုင်ဝမ်ရဲ့အဓိကစိန်ခေါ်မှုကတော့တရုတ်ပြည်သူသမရနိုင်ငံ PRC နဲ့ဆက်ဆံရေးပဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာထိုင်ဝမ်ကိုသူ့ရဲ့ပြန်လည်သိမ်းပိုက်ရမယ်ပြည်နယ်တစ်ခုအဖြစ်ရှုမြင်ပြီးလိုအပ်ရင်အင်အားသုံးပြီးသိမ်းပိုက်ဖို့ကိုလည်းရှီကျင်းဖင်ကမကြာခဏပြောဆိုလို့ရှိပါတယ်။ ထိုင်းဝမ်ဟာလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပေမဲ့နိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုတော့အပြည့်အဝမရရှိသေးပါဘူး။ကုလသမဂ္ဂနဲ့အဓိကနိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်းအဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်မရရှိသေးပါဘူး။ထိုင်းဝမ်ရဲ့ပြည်ရင်းနိုင်ငံရေးမှာလွတ်လပ်ရေးလိုလားတဲ့အင်အားစုတွေနဲ့တရုတ်နိုင်ငံနဲ့ဆက်ဆံရေးပုံမကောင်းမွန်လိုတဲ့အင်အားစုတွေကြားမှာအပြိုင်မှုကလည်းရှိနေပါတယ်။ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ဟာလွတ်လပ်ရေးကိုပုံမအားပေးပြီးကွန်မတီပါတီ KMT ကတော့တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတည်ငြိမ်ဖို့ကိုပုံမအလေးထားပါတယ်။ ရုတ်နိုင်ငံဟာထိုင်ဝမ်ပေါ်စီးရီးအရာဖိအားပေးမှုတွေလည်းတိုးမြင့်လှုပ်ဆောင်နေပါတယ်။စီးရီးလေးချင်းမှုတွေလည်းပုံမှုအရှိန်မြင့်လာခဲ့ပြီးထိုင်ဝမ်ရဲ့လေကြောင်းနဲ့ရေပြင်ကိုကျူးကျော်မှုတွေလည်းရှိလာပါတယ်။ဒါဟာပြည်တွင်းတင်းမာမှုကိုပုံမှုမြင့်တက်စေခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာထိုင်ဝမ်ရဲ့လုံခြုံမှုအတွက်အရေးပါတဲ့မိဖက်နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ထိုင်ဝမ်ပေါ်ထားရှိတဲ့မူဝါဒဟာဖြူဟာမြောက်မရေရာမှုဖြစ်ပေမဲ့လိုအပ်ရင်ထိုင်ဝမ်ကိုကာကွယ်ဖို့အလားအလာရှိတယ်လို့ယူဆလို့ရပါတယ်။ ထိုင်ဝမ်ရဲ့တမိုင်းကြောင်းဟာရှီလျားပြီးရှုပ်ထွေးသလိုလက်ရှိအခြေအနေဟာလည်းစိန်ခေါ်မှုတွေနဲ့ပြည့်မှတ်နေပါတယ်လွလမှုနဲ့ဒီမိုကရေစီကိုတံပိုးထားတဲ့ထိုင်ဝမ်လူမျိုးတွေဟာသူတို့ရဲ့ကိုယ်ပိုင်အနာဂတ်ကိုဆုံးဖြတ်နိုင်ဖို့ဆက်လက်ရုန်းကန်နေရဆဲပဲဖြစ်ပါတ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့ရဲ့အမြင်ကိုကွေးမှတ်မှာဆွေးနွေးနိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာ